င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ဒုက္ခဝိုင်းနေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုစစ်တပ်ကလူစားထိုးမလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်စစ်ကောင်းဆောင်မင်းအောင်လိုင်က2021ခုနှစ်စစ်အာဏာသိမ်းမှုစတင်သူများကိုထောင်ချတဲ့တပ်ဖြတ်တဲ့ရက်ဆက်စံကြုတ်တဲ့အာဏာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသတွေကိုပုံကျေဖို့လက်မယွန်းနဲ့အာဏာယူဖြစ်ပါတယ်မဂ္ဂမီကျု9.9ရှိဖြန့်အပြင်နဲ့မလ28ရက်နေ့ငလင်းထံခံရတဲ့တော်လိုင်းအင်အားစုထိန်းချုပ်မြို့ရွာတွေကို ောင်ချမ်းသာမပြီးနိုင်ငံမှရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုပြည်နှင်ထံပေးပြီးဖိနှိပ်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရှာဆွေးမှုအတွက်သူမှရှာဆွေးတာဝန်ရှိတယ်လို့ရှုံးကြည်ရတယ်။ဂျိုးချောင်းခိုင်လုံးနဲ့အကြောင်းရင်းရှိတာကြောင့်နေသာလန်နိုင်ငံအသီးဟိတ်မှအပြည်ပြည်ဆိုင်ရာရာဆွေးတရားရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားပါတယ်။ လွန်ခဲ့တဲ့လေးနှစ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီဥက္ကဋ္ဌဖြစ်နိုင်ငံကိုအုပ်ချုပ်တဲ့မြန်မာနိုင်ငံနိုင်ငံကမှအခုထက်ပိုမိုဆုံးရွားနေကုန်တဲ့မရှိနိုင်တော့သလိုပြည်ရင်းပြည်ပမှမြန်မာပြည်သူတွေကလည်းဆက်ဆုံမုန်းတီးကြတယ်စစ်တပ်တွင်သူနဲ့ခေပြိုင်တွေကမြန်မာနိုင်ငံကအာနေပြီးဆုံးဖြတ်ချက်မပြတ်သားလို့မြင်ကြတယ်စစ်ကောင်ဆောင်ကြီးနဲ့နီးစပ်တဲ့သတင်းအရင်းမြစ်တွေရဲ့အဆိုအရသူကလူမျိုးစုနဲ့နိုင်ငံကုကံတော်လှန်မှုကိုမချိန်မုန်းနိုင်တာကြောင့်တပ်တွင်မကြည်နပ်မှုတွေရှိနေကြောင်းသိရတယ်ဒါကြောင့်ပိုမိုလက်ဆပြင်းသူတအုပ်လိုအပ်နေတဲ့စစ်တပ်ကလကောင်းလို့ချင်းချင်းကြအကွယ်အပြည့်ကို မပေါ်ပြလိုတာကြောင့်သူ့ကိုမဖြုတ်ချနိုင်ဘူးဒါပေမဲ့ သူ့ကိုပေးထုတ်ထားနိုင်တဲ့စကောင်စင်ကအခုနှစ်ကောင်တာမမဟုတ်လာမယ့်နှစ်ဆက်မှပြုလုပ်မယ်။အထွေထွေရွေးကောက်ပွဲအပြီးမှာသူ့ကိုအယက်သားသမရရာဒူပေးပြီးစစ်တပ်ကနှုတ်ထွက်ဖို့ပြောနိုင်တယ်။အဲ့ဒီရွေးကောက်ပွဲတွေကမြေမြအပြည့်အနာစာမကင်းတည်ဖြစ်စေစစ်တပ်ကလူချင်းင်းနဲ့တရားဝင်မှုကိုဒေသတွေမှာအနေအဆုံရနိုင်မှာဖြစ်တဲ့1998ခုနှစ်မှာနိုင်ငံတော်အီဂျန်တာယာကြီးနဲ့ဖွံ့ဖြိုးရေးကောင်စီနာဖဖြစ်လာတဲ့ရခိုင်စေအုပ်စုနိုင်ငံတော်ညီဝတ်ပြည်ပြားမှုတိဆောင်းရေးဖွဲ့နဝတ္တကောင်ဆောင်ဦးတန်းရွှေအငိမ့်စားယူပြီးပုံမှုဖွဲ့စည်းပုံချိန်ခံ ပရိသတ်နဲ့အစိုးရပုံစံကိုခွင့်ပြုဖို့အဆုံးဖြတ်တဲ့အခါမင်းအောင်လှိုင်နာမည်ထွက်လာတဲ့1992ခုနှစ်မှာအာဏာရတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှင်နဲ့သူ့ရခင်စစ်ကောင်းစာဗိုလ်ချုပ်မူကြီးစောမအောင်မှာမြမဟာစိုးရွားတဲ့လူခွင့်ရေးမှတ်တမ်းကြောင့်နိုင်ငံတကာအတိုင်းအဝန်းမှာအထူးကြံဖြစ်လာတဲ့1988ခုနှစ်မှာနာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာဏာကိုသိမ်းပိုက်တဲ့အခါထောင်ပေါင်းများစွာသောဆန္ဒပြသူတွေကိုပြစ်ဒတ်တဲ့အမည်အစ်ပြောင်းလဲလိုက်တော်လဲဆေးအုပ်စုကအလားတူဆက်လက်ဖိနှိပ်ပြီးတရုတ်ကအနီးဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်ခါအနောက်တိုင်းကအရေးယူပိတ်ဆို့တပိတ်မှောက် 查嘞。 ဒါပေမဲ့တရုတ်ပေါ်မိကုံမှုကအလွန်ကြီးမားလာပြီးအဲဒီကိစ္စအတွက်တစုံတစ်ခုလုံးမှာကိုစစ်ကောင်းဆောင်တန်းရွှေသဘောပေါက်တယ်။စစ်တပ်ရဲ့ကြီးကြပ်မှုနဲ့ရေးဆွဲတဲ့အဖွဲ့အစည်းပုံခြေခံဥပဒေတစ်ကိုလူမှုဆန္ဒခံယူပွဲပြုလုပ်ပြီး2008ခုနှစ်မှာအတည်ပြုတယ်။အဲဒီလိုလူမှုဆန္ဒခံယူပွဲက အတူယောင်ဖြစ်တယ်လို့ပြင်ပကဘာကပယ်ချတယ်။အထွေထွေရွှေကောက်ပွဲကို2000ပြည့်နှစ်နိုဝင်ဘာလမှာကျင်းပပြီးစစ်တပ်ကအဲဒီရွှေကောက်ပွဲမှာ၎င်းရဲ့ပါတီဖြစ်တဲ့ဒီနာစုကြံခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်အနိုင်ရစေဖို့ပြုလုပ်တယ်။အဲဒီတော့ကအသက်86နှစ်ရှိပြီ ဖြစ်တဲ့စစ်ကောင်းဆောင်တန်းရွှေကအငိမ့်စားယူဖို့အသင့်ဖြစ်လာတယ်။ဒါပေမဲ့သူကရခိုင်စစ်ကောင်းဆောင်နေဝင်းနဲ့စောမောက်ခဲ့သူစော်ကားခံရမှုကိုရှင်းမဆိုင်လိုပါဘူး။ဦးနေဝင်းက1962ခုနှစ်မှ1988ခုနှစ်အထိအုပ်ချုပ်ပြီး2002ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံးပါတယ်။သူတည်ဆုံးကြောင့်ကိုစစ်တပ်ကမကြေညာဘဲသူ့နိုင်ရေးကိုအရာရှိလက်တဆုပ်စာသာပို့ဆောင်တယ်။အဲ့ဒီနောက်1988ခုနှစ်မှ1992ခုနှစ်အထိနာဝနကောင်းဆောင်ဖြစ်ခဲ့သူစောမောက်လည်းရောက်ပြီးစိတ်ကျမ်းမာရေးမကောင်းဘဲစိတ်မတည်မငြိမ်ဖြစ်လာတာကြောင့်ရှာရူးမှနှုတ်ထွက်ခ ိုင်းခံရတယ်1969ခုနှစ်ဇူလိုင်လမှာမထင်မရှားဘဝနဲ့အသက်68နှစ်မှာနှလုံးရောဂါကြောင့်လို့ဆိုပြီးတည်ဆုံးနေသူရဲ့အစင်လာကိုထိန်းသိမ်းဖို့နဲ့သူရဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးတန်းရွှေကသူ့ကိုစက်ခံမဲ့သူကိုတအူးလည်းမခံမဲ့တော့ဦးခံနေ နာဖာဒွင်းမှုသိန်းစင်ကဆင်ရဒူးမှနှုတ်ထွက်ပြီး2021ခုနှစ်မလ30ရက်နေ့မှာနိုင်ငံရေးသမ္မတတည်ပြင်လာတယ်။အဲ့ဒီနေ့မှာပဲမင်းအောင်လိုင်ကိုသူ့ထက်ဝိုင်းရသူအများပြားကိုကြော်ပြီးမြန်မာလက်နက်ကိုင်တပ်တွေရဲ့စေဦးစီးချုပ်ခန့်နဲ့အသည့်ရွေးချယ်ထားတဲ့လွတ်တော်နှစ်ခုရဲ့ဥက္ကဋ္ဌရာဒူးကိုသူရရွှေမန်ကိုပေးရဲဦးတန်းရွှေရဲ့လူယုံတောင်းဖြစ်တဲ့သူရရွှေမန်ကဆေးအုပ်စုခေါင်းဆောင်နဲ့2021ခုနှစ်မလမှာအလားယူတဲ့ဒုတိယစစ်ခေါင်းဆောင်မှိုင်းပြီးနာအဖတ်မှာတတိယဩဇာအကြီးမားဆုံးဖြစ်တဲ့ 2023ခုနှစ်မေလမှာဒူလာအုပ်ရွှေမတ်ကိုဦးသိန်းစိန်ရဲ့ USDB ဥက္ကဋ္ဌရာထူးမှအစားထိုးပြီး2025ခုနှစ်နိုဝင်ဘာလမှာစီစဉ်ထားတဲ့ နောက်ရွေးကောက်ပွဲပြီးမှသမရဖြစ်လာဖို့စီစဉ်ခဲ့တဲ့အလီနာအမန်တကယ်အန်ဩစရာဖြစ်လာတဲ့နိုင်ငံအကျဉ်းသားတွေကိုလွတ်ပေးပြီးဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်နိုင်ငံပါတီများကိုအစိုးရမဟုတ်တဲ့အဖွဲ့အစည်းများတပ်ဖွဲ့ရလွတ်လပ်စွာလှုပ်ရှားခွင့်ပေးတဲ့1962ခုနှစ်မှာပထမဆုံးဆရာနာသိမ်းပြီးနောက်ပိုင်းတရင်လွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမည်ပြည့်စင်းသွင်းထားတဲ့နိုင်ငံသားတရင်တောက်တွေကိုတော့နိုင်ငံတွင်းဝင်ခွင့်ပြုတယ်။ ဒီလိုလှုပ်ခြင်းကအလုပ်ဖြစ်ပြီးညရင်းစင်းနီးပါးမှာမြန်မာဟာနိုင်ငံတကာပေခံဘဝမှာအနောက်တိုင်းရဲ့သဘောကျဖြစ်လာတဲ့အနောက်တိုင်းခေါင်းဆောင်တွေကထူးခြားတဲ့ပြောင်းလဲတွေကို၎င်းတို့ကိုယ်တိုင်ကြည့်ဖို့မြန်မာကိုလာပြီးတင်ယောက်ကအရှုံးသမားဖြစ်သွားပုံရတယ်ကနအုံးမှာအရှာရကစီစဉ်ထားတဲ့အချိန်ဖြစ်ပုံရတယ်ဒါပေမဲ့အဲ့ဒီတုန်းကဖိပလိလာသူတွေရေးသားကြတဲ့အချိန်ဦးသိန်းစိန်ကလွတ်လပ်စွာလုတ်ကင်နေတဲ့မြန်မာကော်ပိုရိတ်ချက်မဟုတ်သူကဦးသန်းရွှေနဲ့အနီးကပ်ဆုံးလူများ2008ခုနှစ်ဆန္ဒခံယူပွဲနဲ့2010ရွှေကပွဲမတိုင်ခင်ကပဲတိချရှင်းဆွဲခဲ့တဲ့မဟာစီမံကိန်းတိုင်းလုတ်ကင် က်နေတာဖြစ်တဲ့ဦးသိန်းစိန်က2020ပြည်နှစ်ဇန်နဝါရီလမှာစစ်တပ်ရဲ့မူဝါဒတွေကိုထောက်ခံပြီးမြန်မာနိုင်ငံဟာပိုင်နက်အမျိုးသားဘာသာချင်းချမှုခံနေရကြောင်းပြောကနိုဝင်ဘာလမှာကျင်းပမဲ့ရွှေကပွဲမှာနိုင်ငံတော်ကိုကာကွယ်မင်းကိုယ်စားလှယ်လောင်းတွေကိုမဲပေးဖို့ပြောတဲ့အခါသူရဲ့စစ်မှန်တဲ့အတွင်းသရုပ်ကိုလည်းပြသတယ်။တရားနာသိမ်းပြီးနောက်မှာစစ်တပ်ဒလန်ဖြစ်တဲ့ဆိုတဲ့တန်ရကြောင့်တပ်ဖြတ်ခံရသူများဒဏ်ရာရသူများရဲ့မိသားစုများအတွက်ဦးသိန်းစိန်ကငွေလိုတယ်။ပြောစရာမလိုတဲ့ကိစ္စကသူကဆရာနာသိမ်းမှုကိုငြင်းချမ်းစွာဆန့်ကျင်ဆန္ဒပြတာကြောင့်စစ်တပ်နဲ့ရ ဲကပြစ်ခတ်ခံရသူတွေရဲ့မိသားစုတွေအတွက်ညီတိလူရန်ထောက်ပံ့မှုများမလုပ်တာဖြစ်ပါတယ်။ ပုံမပွင့်လင်းတဲ့ကာလ2017မှ2021ခုနှစ်အတွင်းဖြစ်ပျက်ခဲ့တာတွေကအဲ့ဒီတုန်းကပြည်ပလိလာသူတွေရှုစားတယ်လို့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနေတယ်မဟုတ်ဒါပေမဲ့မြန်မာလူအဖွဲ့အစည်းကိုအပြောင်းလဲဖြစ်စေပြီးစစ်တပ်ကနားမလဲတဲ့စူးစီးအားနဲ့ကြေပြတ်မှုရှိနေတယ်ပြည်သူတွေက၎င်းတို့ရှိခင်ကမခံစားဘူးတဲ့လွတ်လပ်မှုနဲ့ကျင်သားရလာတဲ့ပြည်သူတွေကအခွင့်အရေးရတဲ့အခါပထမဆုံးအကြိမ်ပြင်2015ခုနှစ်နိုဝင်ဘာလနဲ့ဒုတိယအကြိမ်ပြင်2020ပြင်နေနိုဝင်ဘာလလို့မှာ NND ကိုအကြီးအကျယ်မဲပေးကြတယ်ဦးသားရွှေကသူ့ကိုစက္ကန့်ပို့ရွှေချေတဲ့ပို့ချုပ်သုံးဦးနဲ့တအုပ်ဖြစ် သူဦးရွှေမန်းကအဲ့ဒီအနေနဲ့မြင်ရောပါပြီးဒေါ်အောင်ဆန်းစုကြည်ဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့စတင်ပူးပေါင်းဆောင်ရွက်တယ်။ဒါပေမဲ့ဒီကိစ္စကပိတ်ပင်ထားတဲ့ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလမှာဦးရွှေမန်းကို USDB မှာအခြားဝိုင်းရဲ့ဖွဲ့ဝင်၁၉ဦးနဲ့တူထုတ်ပြန်လိုက်တယ်။2015ခုနှစ်ရွှေကောက်ပွဲဟာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် NLD ဦးဆောင်တဲ့အစိုးရပေါ်ပေါက်စေခဲ့တယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရှာရူးကဒေါ်အောင်ဆန်းစုကြည်တမရမဖြစ်နိုင်တာကြောင့်တီထွင်ထားတဲ့ရှာရူးဖြစ်တယ်။ ၂၀၁၈ဖွဲ့စည်းပုံစံဥပဒေကအနီးကပ်ဆွေမျိုးများနိုင်ငံသားဖြစ်တဲ့သူကိုနိုင်ငံအကြီးငယ်ရာထူးရယူခွင့်ပိတ်ပင်ထားပြီးသူ့ရဲ့သားနှစ်ဦးကမြန်မာနိုင်ငံသားများမဟုတ်စစ်တပ်ကဒီအခြေအနေကိုလက်ခံတော်လဲ၂၀၂၀ပြည့်နှစ်မှာ NLD ဒုတိယကြိမ်တောင်ပြိုကမ်းပြိုနိုင်တဲ့အခါဗိုလ်ချုပ်တွေကတော်သင့်ပြီလို့ဆုံးဖြတ်တယ်2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာရွှေကောက်ကန်လွတ်တော်ခေါ်ယူကန်ဤမှာမင်းအောင်လှိုင်ရဲ့တပ်တွေနဲ့တန်ကြပ်ကရှင်များနေပြည်တော်နဲ့နိုင်ငံရေးစီးပွားရေးမြို့တော်ရှန်ကုန်ကိုဝင်လာတဲ့တောင်ဆန်းစုကြည်ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များနဲ့ ် NLD ဖွဲ့ဝင်ရှာပေါင်းများစွာဖန်ဆင်းခံရတယ်။ဆရာနာရှင်စနစ်ရဲ့ထုံးစံဖြစ်တဲ့အတိတ်ညင်များပြန်လာတာကိုပြည်သူများမမြင်တွေ့လို့ကြောင်းမကြမီထင်ရှားလာတယ်။တနအုံးမှာပြည်သူတွေကဆရာနာသိမ်းမှုကိုစန့်ကျင်ကောက်ွက်တော်လေးပြစ်ခတ်ခံရတယ်။ အရင်နာမှာတော့အဓိကအားဖြင့်လူငယ်တက်ကြွလှုပ်ရှားသူထောင်ပေါင်းများစွာကလက်နက်ကင်တော်လိုင်းကိုရွေးချယ်ကြပြီးမြန်မာနေဆက်မှာလှုပ်ရှားနေတဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းများနဲ့ပူးပေါင်းကြသလိုတချို့ကလည်းလွတ်လပ်စွာလှုပ်ရှားကြတယ်1948ခုနှစ်မှာပြည်ထိုင်ထမ်းမှလွတ်လပ်ရပြီးရဲ့နောက်မြန်မာဟာပြည်ရင်းပဋိပက္ခကြောင့်အစိမ့်စိမ့်မွားမွားကွဲနေတော့လဲ2021ဆီယနာသိမ်းမှုနောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲရဲ့အတိုင်းတာကလက်တလောသမိုင်းမှာမကြုံစဘူးဖြစ်တယ်မင်းအောင်လိုက်ကိုဦးတန်းရွှေကဆေးဦးစီးချုပ်ဖြစ်ရွေးချယ်ခဲ့တာဟာမင်းအောင်လိုက်ကဩဇာသိမ်းမရှိပဲအာနာရှင်ဟောင်းဖြစ်တယ် ယ်။သူ့ကိုမချိန်ချောင်နိုင်တာကြောင့်ဖြစ်တယ်။အခုအခါမိမိတို့ကဒီအကျိုးဆက်တွေကိုမြင်တွေ့နေရခြင်းဖြစ်တယ်။မေယောင်လိုင်းကို1956ခုနှစ်ဇူလိုင်လ3ရက်နေ့ကမကွေးတိုင်းမင်းဘူးမှမွေးဖွားတယ်။ရန်ကုန်တက္ကသိုလ်မှဥပဒေပညာလေ့လာနေစဉ်တတိယကျင်းမြောက်ကျိုးစားပြီးရင်နောက်1984ခုနှစ်မှာပြည်ဦးလွင်စစ်တပ်ကတော့တက်ခွင့်ရတယ်။သူကထူးခြားတဲ့ဘိုလ်လားမဟုတ်ပဲအပတ်စဉ်တူတူတွေကသူ့ကိုရှောင်ရှားကြပြီး1900 89ခုနှစ်မှာတင်နန်းစင်းနဲ့ဆင်အာနာသိမ်းပြီးနောက် BBC ကဖော်ပြတဲ့အထုပ်ပတ္တိယသူဟာတာမန်ချီလင်စစ်အရာရှိဖြစ်တော်လဲအစဉ်ဆက်တက်နိုင်ခဲ့ပြီး2009ခုနှစ်မှာအထူးစစ်စင်ရေးအဖွဲ့နှင့်အဖွဲ့မှုဖြစ်လာတယ်လို့ရှင်းသားထားတာကိုတင်ဆက်ပြလိုက်ရပါရှင်။